မင်္ဂလာပါဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအတွက်အဆောင်လျှောက်တွေရှိကနေပြီးတော့သတင်းစကားလေးတွေရှိနေပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကတချို့တဝက်လောက်ကပြီးခဲ့တဲ့တပတ်လောက်အတော်အတွင်းထဲမှာ ကိုယ့်ရဲ့မိသားစုတွေကဆွေမျိုးတွေကကွယ်လွန်သွားပြီးဖြစ်တဲ့အဖိုးအဖွားမိဘပေါ့နော်အဖိုးအဖွားမိဘတွေကိုအိမ်မက်ပြန်မက်နေတာမျိုးပေါ့နော်အဲတပတ်အတော်အတွင်းထဲမှာ အနည်းဆုံးတစ်ကြိမ်ပေါ့နှစ်ကြိမ်သုံးကြိမ်အဲ့လိုမက်နေတဲ့သူလေးတွေတချို့တော့ဝယ်ရှိရယ်တချို့သူလေးတွေအတွက်ကြတော့လေအိမ်မက်ကနည်းနည်းထူးဆန်းတယ်အဲဘယ်လိုပုံစံမျိုးလဲဆိုတော့အဲ့လိုပေါ့လူလူလူချင်းအဲ့လိုတက်ဖြတ်တာတို့နှိပ်ဆက်တာတို့အဲ့လိုမျိုးကိုကိုကဘေးကနေမြင်နေရတယ်ဆိုတော့အိမ်မက်မျိုးကိုမက်မက်တဲ့သူတွေပါလိုက်မယ်ပြီးတော့အဲ့အိမ်မက်ကြီးကိုဟိုမက်ပြီးသွားတဲ့နောက်ပိုင်းမှာပေါ့နော်အဲ့ အလိုတွေးနေလဲဆိုတော့လူတွေရဲ့လောဘဒေါသကြီးကတဲ့ကြောက်စရာကောင်းပါလားဆိုပြီးတော့အဲ့လိုတွေးမိနေတဲ့သူလေးတွေတချို့အဲ့ဒါကတော့လူနည်းစုအဲ့လိုမျိုးလေးဖြစ်သွားတဲ့သူလေးတွေပါတယ်ပေါ့နော်အဲ့တော့အခုဒီရက်ပိုင်းအတော်အတွင်းထဲမှာတော့စိတ်ခံစားမှုကအရင်ကြီးတော့တည်ငြိမ်မှုမရှိနေဘူးပေါ့နော်ကိုယ့်ရဲ့အတွေးလေးတွေကတည်ငြိမ်မှုမရှိနေတဲ့အတွက်စိတ်ခံစားချက်ကလည်းကိုယ့်အတွေးတွေနဲ့လိုက်ပြီးတော့အမတည်ငြိမ်မှုပေါ့နော်အဲ့လို energy လေးကိုတွေးရပါတယ်ပြီးတော့ဒီရက်ပိုင်းအတော်အတွင်းထဲမှာပေါ့ကိုယ့်ရဲ့ အတိတ်မှာ အတိတ်ကဖြစ်ခဲ့ဘူးတဲ့အရာတွေပေါ့အတိတ်ကဖြစ်ခဲ့ဘူးတဲ့အကြောင်းအရာတွေနာကျင်မှုတွေအဲ့လိုဖြစ်ရတွေကို ပြန်ပြီးတော့အမှတ်ရစေတဲ့အရာတွေကိုဘွားတွေကိုရောက်လာတဲ့တော်တော်များများတော့ကတော့အိမ်မက်မတ်တာမျိုးပေါ့နော်အဲဒီကြည့်နေတဲ့ follower လေးတွေရဲ့တော်တော်များများသည်ဒီရက်ပိုင်းမှာမက်နေတဲ့အိမ်မက်တွေကကိုယ့်ရဲ့အရင်တုန်းကကို့မှာထိခိုက် ထိခိုက်ထားတဲ့ဒီစိတ်ထိခိုက်ထားတဲ့အရာတွေကိုပြန်ပြီးတော့ဆော့နေသလိုပုံစံမျိုးတွေဖြစ်နေတတ်တယ်။အဲဒါကြောင့်မလို့ပေါ့နော်။အဲကိုယ့်ရဲ့စိတ်ခံစားချက်တွေက ပြန်ပြီးတော့ အတိတ်စီကိုပြန်ရောက်သွားတာမျိုးပေါ့တချို့တွေဆိုရင်ကိုဘဝမှာခွင့်လွှတ်ဖို့ခက်ခဲတဲ့သူတွေကိုအချိန်ချိန်အိမ်မက်မှတ်တာမျိုးပေါ့နော်ဒီတပတ်ဆက်ရဲ့အတော်တွင်ထဲမှာအဲ့လိုမျိုးတွေမက်နေတယ်မက်နေတယ်အဲ့ဒါကြောင့်ပဲကိုယ့်ရဲ့အတွေးတွေကအတိတ်စီကိုပြန်သွားပြီးတော့အတိတ်ကနေကိုကလည်းမလွတ်မြောက်နိုင်တဲ့လိုပုံစံမျိုးပေါ့နော်စိတ်ခံစားချက်တွေကအမတိမငြိအဲ့လိုလှုပ်ခတ်နေတဲ့ energy မျိုးကိုတွေ့ရတယ်ပေါ့နော် ဲ့တော့တခါတရံမှာဒါကလေအာဘာကြောင့်သူတို့တွေကိုအိမ်မက်မဲရတာလဲဘာကြောင့်ဒီလိုမျိုးတွေဖြစ်နေရတာ ਨੇ ဆိုပြီးကိုကိုကိုလည်းတွေးကောင်းတွေးမိနေပါပေါ့เนาะဒါကလည်းအကြောင်းမဲမဟုတ်ပါဘူးဒီ follower လေးတွေအတွက်ကိုဒါက တတိပေးနေတာပဲပေါ့နော်တတိပေးနေတာပဲအဲ့တော့အခုဒီရပိုင်းအတော်တွင်းထဲမှာဒီအတိတ်ကအကြောင်းအရာတွေနဲ့ပတ်သက်ပြီးအထူးသဖြင့်ဒီစိတ်ခံစားချက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဓာတွေကကိုယ့်ရဲ့ဘဝထဲမှာအရင်ရောက်လာတဲ့ဆိုရောက်လာနေခဲ့တယ်အဲ့ဒါကြောင့်မလို့စိတ်ခံစားချက်တွေကအမတိမငြိနေဖြစ်နေခဲ့တယ်ပေါ့နော်အဲ့ဒါပေမဲ့အဲ့လိုမျိုးဖြစ်နေတဲ့အနေအထားကိုလည်းကိုယ့်ကိုယ်ကိုအားမလို့အားမရဖြစ်နေတော့ဒီကြည့်နေတဲ့ follower လေးတွေရဲ့အများစုပေါ့နော် ြည့်နေတဲ့ follower လေးတွေရဲ့80ရာခိုင်နှုန်းလောက်ကကိုယ့်ရဲ့ lifestyle ကိုပြောင်းလဲဖို့ကြိုးစားနေတာကိုလည်းတွေ့ရတယ်။ဥပမာပေါ့နော်ကိုကလှုပ်ရှားမှုနည်းတဲ့သူဆိုရင်လေ့ကျင့်ခန်းတွေလုပ်တာမျိုး၊ယောဂတွေကျင့်တာမျိုးပေါ့။အဲအဲ့လိုပုံစံမျိုးလေးတွေကိုလုံးဖြစ်နေလိမ့်မယ်။ဥပမာလမ်းလျှောက်ထွက်တာပြေးတာစသဖြင့်ပေါ့နော်အဲ့လိုလေးတွေလုပ်တဲ့သူပါတယ်တချို့တွေကြတော့ကိုယ့်ဘဝထဲမှာရှိနေတဲ့အရှုပ်ထုပ်တွေအကုန်လုံးကိုကိုကရှင်းထုတ်ဖို့ကြိုးစားနေတာမျိုးပေါ့အဲအနည်းဆုံးတော့ဟိုဖုန်းထဲမှာရှိနေတဲ့ ဓာတ်ပုံအဟောင်းတွေကိုဖျက်ပစ်တဲ့သူတွေလည်းပါရင်ပါမှာပေါ့နော်ပြီးတော့နောက်တချို့ကျတော့ကိုယ်အိမ်ထဲမှာရှိနေတဲ့ကိုယ်မသုံးပြတော့တဲ့အရာတွေအဲပြီးရင်အိမ်ထဲမှာရှိတဲ့အမိုက်တရိုက်တွေအကုန်လုံးကိုကိုယ်ကလည်းရှင်းထုတ်ပြနေတာအဲ့လိုအဲ့လို energy လေးလည်းတွေ့ရတယ်ပေါ့နော်အဲပြောရရင်တော့ဒီရက်ပိုင်းအတော်တွင်ထဲမှာအရန်ကြီးစိတ်ထိခိုက်စေမဲ့အကြောင်းအရာတွေပေါ့နော်အရင်တော့အတိတ်ကအကြောင်းအရာတွေဝမ်းနည်းပူဆွေးစရာတွေဖွင့်မလို့နိုင်တဲ့အကြောင်းအရာတွေဘလောက်ပဲကိုယ့်ကိုလာပြီးတော့အမ် နှိုးဆွနေပါစေစိတ်ကတော့ဗောနော်အဲ့ဒီဘက်ကိုလည်းယာဉ်သွားလားဆိုတော့ယာဉ်နေဒါပေမဲ့လည်းလုံးဝပြိုလဲသွားတဲ့အထိမဟုတ်ဘဲနဲ့အဲ့ဒီကြားထဲကနေပဲကိုယ့်ကိုယ်ကိုပြန်ပြီးတော့အာထုံမဲ့နေတဲ့အနေအထားမျိုးဗောနော်အဲ့လို energy မျိုးကိုတွေ့ရတယ်ဒါတော်တော်လေးကိုအင်အားရှိတဲ့ energy မျိုးလေးဗောနော်အဲ့လိုမျိုးတွေ့ရတယ်ပြီးတော့ကိုယ့်ရဲ့ဘဝကိုကိုဘာတွေလုပ်နိုင်လဲကိုလုပ်နိုင်တဲ့အရာတွေပေါ်မှာကိုအဲ့ အာယုံဆိုင်ဖို့လည်းကြိုးစားနေတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့တချို့လေးတွေဒီ follower လေးတွေတဲကတချို့တဝက်လောက်ကအာဘာအဲကိုဘဝထဲမှာပေါ့နော်အလုတ်အကင်နဲ့ပဲဖြစ်ဖြစ်အဲကိုလှုပ်ချင်တဲ့အကြောင်းအရာတစ်ခုခုနဲ့ပဲဖြစ်ဖြစ်ပေါ့နော်အစ်စ်တစ်ခုခုစတင်တာမျိုးတွေရှိရယ်လမ်းကြောင်းအစ်စ်ကလေးတွေပေါ်လာတာမျိုးပေါ့အဲအဲ့လိုပုံစံမျိုးလေးတွေတွေ့ရတတ်တယ်အရင်တော့ကိုလှုပ်နေတဲ့အရာတွေကိုမှ ရှိနေတဲ့အရာတွေကိုကိုလုံးလို့အဆင်မပြေတော့တဲ့အရာတွေကိုလေလုံးဝအဲ့ဒါတွေကိုထားခဲ့လိုက်ပြီးတော့အစ်စ်တစ်ခုပြန်လဲစတင်နိုင်လိမ့်မယ်ပေါ့နော်ပြန်လဲစတင်နိုင်မယ်အခွင့်အရေးတစ်ခုဘဝတွေကိုရောက်လာနိုင်မယ်အဲ့အခွင့်အရေးနေရာနေပြီးတော့ကို့အတွက်ပေါ့နော်အာငွေကြေးနဲ့ပတ်သက်တဲ့အခွင့်အရေးတွေထပ်ရလာနိုင်မယ်ပြီးလို့ရှိရင်ဒီရက်ပိုင်းတော်တွင်ထဲမှာကိုယ့်ရဲ့စိတ်စိတ်ကိုပေါ့နော်ပျော်ရွှင်စေတဲ့အရာတွေကိုကိုကတောက်လျှောက်လုံးမိနေလိမ့်မယ် နော်စိတ်အဲအရင်တော့ကဘယ်တော့ပဲစိတ်ထိခိုက်ခဲ့ပါစေအဲအခုချိန်ကစပြီးတော့ကိုယ့်ကိုယ်ကိုပျော်ရွှင်အောင်နေမယ်ဆိုတော့ energy လေးကိုလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့အခုဒီရက်ပိုင်းအတော်အတွင်းထဲမှာပဲအဲကိုယ့်ရဲ့ဘဝထဲမှာပေါ့နော်ကိုအမှန်တကယ်စွန့်စားလောက်ကင်ရမယ့်အရာတွေပေါ့အဲအဲ့အရာတွေကိုကိုယ်တိုင်ကအာအခွင့်အရေးတစ်ခုအနေနဲ့ရရှိလာဖို့ရှိတယ်ဒါပေမဲ့ဒါတော်တော်များများအတွက်ကတော့ အဲ့လိုအခွင့်အလမ်းလေးတွေအခုချိန်မှာတော့ကြိုမြင်နေရပြီပေါ့နော်အဲအဲ့တော့အခုဒီအနေအထားဒီ energy ကြိုက်တယ်ဆိုရင်တော့အဆောင်ရှောက်လေးစီကတည်င်းစကားလေးတွေကိုကြည့်ကြည့်ရအောင်အဲ့တော့အခုဒီရက်ပိုင်းအတော်တွင်နေမှာပေါ့အဲကိုမဲ့ခဲ့တဲ့အိမ်မက်တွေကိုမဲ့ခဲ့တဲ့အိမ်မက်တွေအိမ်မက်တွေကနေပဲတဆင့်ပဲဖြစ်ဖြစ်အဲတချို့ကျတော့အပန်ကြားရတာ အတန်ကြားရတာဆိုပြင်ပကအတန်တခုခုကြောင်းတော်၎င်းဒါမှမဟုတ်ဘူးဆိုရင်လေကိုယ့်ရဲ့အိမ်မက်ထဲမှာပဲအဲ့လိုစကားတန်တခုခုကြားရတာလို့ပုံစံတော်၎င်းပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေကိုသတိထားပြီးကြည့်ကြည့်ပေးပါအဲ့ထဲကနေပြီးတော့ကိုယ့်ကိုပြောချင်တဲ့စကားလုံးတွေပါတတ်တယ် တခါတလေကျတော့လေကိုယ့်ရဲ့ဒီအတွင်းထဲမှာရှိနေတဲ့အပန်းတစ်ခုခုကနေပြီးတော့ကိုယ့်ကိုသတိပေးတာမျိုးတွေကြုံရတတ်တယ်เนาะအဲကြုံရတတ်တယ်ပြီးတော့ကိုယ့်ဘဝအထဲမှာရှိနေတဲ့အဘယ်လိုပြောမလဲကိုသွားခြင်းတဲ့လမ်းကြောင်းတစ်ခုကိုပိတ်ဆို့နေတဲ့အတွေးအခေါ်ပေါ့ကိုကိုယ်တိုင်ရဲ့အတွေးခေါ်ဘာလို့ဆိုကိုလမ်းကြောင်းကိုပိတ်ဆို့နေတဲ့အရာကကိုကိုတိုင်းကပဲပိတ်ဆို့တာပေါ့နော်အဲ့ခါကျတော့ကို့မှာအဲ့ဒီလိုမျိုးကိုလှုပ်ချင်တဲ့အရာတွေအတွက်ကိုဘယ်အရာဘယ်ဘလို့အတွေးခေါ်တယ်ဘလို့အယူဆတွေကနေပြီးတော့ ကိုကိုလာပြီးပိတ်ဆို့နေစေတာနဲ့ဒီအကြောင်းအရာတွေကို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 ပြန်လဲဆန်းစစ်ဖို့လိုအပ်ပါတယ်အဲ့အရာတွေကိုပြီးတော့လက်ကိုလှုပ်လိုက်ပါတဲ့ပြီးရင် healing လုပ်ဖို့လည်းလိုအပ်ပါတယ်အခုဒီရက်ပိုင်းအတော်တဲ့နဲ့မှာ healing လုပ်ဖို့မလုပ်ဖြစ်တဲ့သူတွေရှိနေတယ်ဆိုရင်တော့ healing ပြန်လုပ်ပါဒါမှမဟုတ်တချို့တွေအတော်ကတော့ healing ပြန်လုပ်နေပြီဥပမာအဲ့လို healing ပြန်လုပ်ဖို့ဆိုတော့တရက်နှစ်ရက်လောက်တော့ရှိပြီပေါ့နော်အဲပထမကတော့ပြန်နေတယ်အဲဒါပေမဲ့အခုကိုယ့်ရဲ့ဘဝကိုပြန်ပြီးတော့ balance ဖြစ်အောင်ပြန်ကြိုးစားနေတဲ့ energy လေးတော့တွေ့ရတယ်ပေါ့เนาะတကယ်တော်ပါတယ်အဲအဲ့တော့အခုအဲ့လိုပေါ့เนาะကိုယ်အတွက် guidance ပေါ့ guidance အဲအဲ့လိုပဲ learning မှုတွေကိုယ်ကြုံတွေ့လာရဖို့ရှိရတယ်တချို့တွေအတွက်ကတော့ဆရာကောင်းသမားကောင်းတွေကြုံတွေ့ရတာမျိုးပေါ့ တချို့အတွက်ကတော့အဲ့လိုဆရာနဲ့တွေ့ရတာမျိုးမဟုတ်ဖ ೇನೆ ပေါ့နော်အဲကိုကိုအဲ့လိုမျိုးအိမ်မက်တို့ဘာတို့တွေကနေတဆင်ကိုကိုတခုခုသတိပေးတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေလည်းကြုံရတတ်ပါတယ်ပြီးတော့တခါတည်းမှာပေါ့နော်ကိုရဲ့ခေါင်းထဲမှာတွေးနေတဲ့အတွေးတွေကိုပြန်ပြီးတော့ရှင်းထုတ်ပြလိုက်ပါတဲ့နော်အဲအတွေးတွေထဲမှာအဲ့လိုအရင်ရှုပ်ထွေးနေတာတွေပြောရရင်အတွေးတွေညာလွန်အကြီးလို့အဲခေါင်းထဲကနေမိခိုးထွက်နေသလိုကိုဖြစ်နေတဲ့သူတွေပေါ့နော်အဲအဲ့အရာတွေကိုလည်းအတတ်နိုင်ဆုံးရှင်းထုတ်ပြလိုက်ပါတဲ့အဲ့တော့ ဒီမှာဆိုရင်ပေါ့နော်အာ healing ပြန်လုပ်ပါလို့သူတို့ကပြောတယ်ပေါ့နော် healing ပြန်လုပ်ပါ healing လုပ်ဖို့ရည်လည်းလိုအပ်နေတယ်တဲ့ healing တွေလုပ်နေရင်နဲ့ပဲအာဒီအဆောင်အချောက်တွေကိုယ့်ရဲ့အဆောင်အချောက်တွေအဲ့လို angel တွေအဲကိုယ့်ရဲ့ဒီဘိုးဘေးတွေပေါ့နော် ancestor တွေကနေပြီးတော့အဲပေးပို့လာတဲ့ message တွေကိုဒီ healing တွေလုပ်ခြင်းအားဖြင့်ကိုကအဲ့ guidance တွေကိုပို့ပြီးတော့တနေ့တခြားရလာနိုင်မယ်ပြီးတော့ အခုဒီရက်ပိုင်းအတော်တွေမှာကိုကိုကိုပေါ့နော်အားမလို့အားမရဖြစ်နေတယ်အရင်တော့ကကိုလောက်ခဲ့တဲ့အဲတချို့ကြတော့ပေါ့နော်အကိုလောက်ခဲ့တဲ့အမားတွေလို့ဒါမှမဟုတ်ရင်အကိုအပေါ်မှာမကောင်းတဲ့သူတွေကိုကိုကလက်ခံမိတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေအတွက်ကိုကိုရဲ့စိတ်ထဲမှာကိုကိုကိုအပြစ်တင်နေမိတာမျိုးအကိုကိုကိုအရင်တော့ငါဘာလို့ဒီလိုလောက်ခဲ့မိပါလဲဆိုပြီးတော့အဲ့လိုတွေးနေမိတယ်ဆိုရင်တော့အဲအဲ့လိုအတွေးတွေကိုရပ်တန့်လိုက်ပါတဲ့နော်အဲ့လိုအတွေးတွေကိုရပ်တန့်လိုက်ပါတဲ့ လူဆိုတာကအချိန်တစ်ခုအတော်အတွင်းထဲမှာအဲ့ဒီအချိန်မှာ ကိုယ့်ရဲ့အသည့် level အတိုင်းကိုကအကောင်းဆုံးနေလုပ်ခဲ့တာဖြစ်တဲ့အတွက်ဘယ်အရာမှဟောမဖြစ်နဲ့ပေါ့နော်ဒါပေမဲ့အဒီအတိတ်ကအမားတွေကိုသင်ခန်းစာယူဖို့ပဲလိုအပ်ပါတယ်တဲ့ပြီးတော့ကြတော့ဘလူးပဲဖြစ်နေနေဒီ follower လေးတွေကအယံကိုဖြူစင်နေတဲ့နော်အယံကိုဖြူစင်နေခလေးတယောက်လိုပဲဒီကဘာမြေကြီးကနေကဘာမြေကြီးပုံမှာရက်တည်နေတဲ့ခလေးလေးတယောက်ပါပဲတဲ့အဖြူစင်နေပေါ့နော်ဖြူစင်နေတဲ့အဲ့တော့ကြတော့ဒီကဘာမြေကြီးနဲ့ပတ်သက်ပြီးတော့ကိုက energy ရနိုင်တယ် ဥပမာခြေပလာနဲ့လမ်းလျှောက်တာမျိုးပေါ့အဲခြေပလာနဲ့လမ်းလျှောက်တာမျိုးတဘာဝတရားနဲ့ထိတွေ့တာမျိုးအဲ့လိုမျိုးလေးတွေဒီရပိုင်းတော့တွင်ထဲမှာလုပ်ပေးပါတဲ့နော်အဲဒီရပိုင်းတော့တွင်ထဲမှာလုပ်ပေးပါအကယ်၍ကိုကအဲ့လိုလမ်းလျှောက်ဖို့ခက်ခဲတယ်ဆိုတော့ကို့အိမ်ထဲမှာပဲအဲ့လို အပင်လေးတွေစိုက်ထားတာရှိတယ်ဆိုအဲ့အပင်လေးတွေကိုသေချာလေးပြုစုပြိုးထောင်တာမျိုးလေးတွေလုပ်ပေးပါတိရိစ္ဆာန်လေးတွေရှိတယ်ဆိုရင်တော့တိရိစ္ဆာန်လေးနဲ့အတူတူဆော့ကစားတာမျိုးလေးလုပ်ပေးလို့ရပါတယ်အစာတိရိစ္ဆာန်လေးတွေအစာကျွေးတာမျိုးငှက်ကလေးတွေအစာကျွေးတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေလုပ်ပေးပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်မှုကိုဖန်တီးတိဆောက်ယူပါတဲ့တဘာဝကြကြဖန်တီးတိဆောက်ယူဖို့ပြောတာပေါ့နော်အဲပြီးတော့နောက်တစ်ခုကဒီရက်ပိုင်းအတော်အတွင်းထဲမှာပေါ့နော်ဒီမှာစောစောကပြောသလိုပေါ့ကိုယ့်ရဲ့ အခုဆိုရင်ဒီလမ်းကြောင်းလေးတွေတခုမဟုတ်တခုပေါ်လာခဲ့ပြီပေါ့နော်ဘဝထဲမှာအဲ့လိုလမ်းကြောင်းလေးတွေပေါ်လာပြီပြီးတော့ဒီ follower လေးတွေကအဲကိုယ့်ရဲ့စိတ်ကဒီအတိတ်ကိုတော့ပြန်သွားနေတယ်အတိတ်ကနာကျင်မှုတွေစိတ်ထဲမှာတဖန်တလဲလဲပြန်တော့ဖြစ်နေတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝကိုအတန်းနိုင်ဆုံးပြန်လဲထိန်းကြီးဖို့စူးစမ်းနေတာကိုတွေ့ရတယ်ပေါ့နော်ဥပမာကိုယ့်ရဲ့ lifestyle ကိုပြောင်းလဲပြစ်တာမျိုးကိုယ့်ရဲ့ အဲဘယ်လိုပြောမလဲအတွေ့အခေါ်ထဲမှာအစိတ်အတော့ဖြစ်နေစေတဲ့အရာတွေကိုအတတ်နိုင်ဆုံးရှင်းထုတ်နေတဲ့ energy မျိုးလေးကိုတော့တွေ့ရတယ်ပေါ့နော်အဲ့တော့ကြတော့အဲဒီအသက်စားတင်မှုတစ်ခုပေါ့နော်အဲ့လိုအသက်စားတင်တာနဲ့ပတ်သက်ပြီးတော့ဒီမှာနောက်နှစ်နေရာလောက်ပါတယ်ပေါ့နော်အဲ့တော့ တော်တော်များများအတွက်ကဘဝမှာကိုယ့်အတွက်လမ်းကြောင်းတစ်တခုခုရောက်ကိုလာနိုင်မယ်နော်ရောက်ကိုလာနိုင်မယ်တချို့တွေကတော့အခုကိုတွေ့နေကြပြီဒါပေမဲ့မတွေ့သေးတဲ့သူတွေဆိုတော့ရောက်လာနိုင်မယ်အဲ့တော့ဒီထက်မှ तू ကဘလို့ထိအားပေးထားလဲဆိုတော့အာဒီကိုကပေါ့နော်အသက်တခုကိုစတင်လိုက်ပါတဲ့အာဘလို့ပြောမလဲအနွေဦးရသည်ပေါ့နော်နွေဦးရသည်တခုကဒီနှစ်တစ်နှစ်ရဲ့အစိပ်ပိုင်းတစ်ပိုင်းဖြစ်တယ်တဲ့နော်အဲ့လိုပဲဒီ အပင်အိုကြီးတွေကနေပြီးတော့တောင်မှပေါ့နော်ရွံ့နုအစ်စ်ကလေးတွေကိုဟိုဖို့ပွင့်လာသေးတာပဲတဲ့တခါတည်းကမှာပေါ့နော် အရန်ကိုသိငယ်ပါတယ်လို့ထင်ရတဲ့ဟိုစတင်ခြင်းတွေပေါ့နော်ကိုယ့်ရဲ့ပထမဆုံးခြေလှမ်းလေးတွေကအရန်သိငယ်ခဲ့တယ်ဆိုရင်တောင်မှအချိန်တန်လို့ရှိရင်အဲ့ဒါကကြီးမားတဲ့ အပြောင်းလဲတွေပေါ့နော်ကောင်းမွန်တဲ့အပြောင်းလဲတွေကြီးမားတဲ့တိုးတက်မှုတွေအဲ့ဒါတွေဒီဖြစ်သွားစေနိုင်တယ်တဲ့ဒါကြောင့်မလို့အခုချိန်မှာကိုလုံနိုင်တဲ့ခြေတလန်းစခြင်းကိုအခုချိန်ကနေစပြီးတော့လုံလိုက်ပါတဲ့နော်အရင်ကိုကိုကိုသိနေတယ်လို့ဘလောက်ပဲထင်နေပါစေအခုကိုကိုကိုယုံကြည်မှုရှိပါတဲ့ဒီမှာလည်းတစ်ခုပါတယ်ပေါ့နော်အကိုကိုကအတတ်နိုင်ကိုမှာ အရေးအသွေးတွေလည်းရှိတယ်အရေးချင်းတွေလည်းရှိတယ် knowledge တွေလည်းရှိတယ်ဒါပေမဲ့လည်းကိုယ့်ရဲ့စိတ်မှာကဘယ်လိုလဲဆိုတော့ယုံကြည်မှုအားနည်းနေတတ်တာမျိုးပေါ့နော်ယုံကြည်မှုအားနည်းနေတဲ့အနေအထားမျိုးတွေတွေတော့တွေ့ရတယ်အဲ့လိုမျိုးဆိုရင်ကိုယ့်ရဲ့ဒီ chakra meditation ပေါ့နော်တချို့ဒီ spiritual ကိုလုပ်နေတဲ့သူတွေဆိုတော့ chakra meditation လေးလုပ်ကြည့်ပါအဲ့လိုမျိုးလုပ်နေရင်းနဲ့ကနေပဲကိုယ့်ကိုယ်ကိုယုံကြည်မှုတွေပို့ပြီးတော့မြင့်တက်လာနိုင်တယ်နော်ပြီးတော့ဒီမှာ healing လေးလုပ်ခိုင်းနေပါတော့ healing လုပ်ခိုင်းနေဆိုတော့ chakra meditation လုပ်လို့လည်းရတယ် ဒီတိုင်းတရားထိုင်တာမျိုးပေါ့နော်တဘာဝနဲ့ထိတွေ့တာမျိုးဒါမျိုးလေးတွေလှုပ်ပေးပါအဲ့ဒါဆိုရင်ကိုစတင်မဲ့ခြေလှမ်းအတွက်ကိုအများကြီးအထောက်အကူပြုပါလိမ့်မယ်တဲ့ပြီးတော့ဒီ reading ကိုကြည့်နေတဲ့ follower လေးတွေပေါ့နော် follower လေးတွေကကိုကလေ တခါတည်းကမှာကိုတိထားတတ်ထားတဲ့အရာတွေကိုသူများတွေကိုမျှဝေပေးတတ်တဲ့သူလေးတွေဖြစ်တယ်။အဲတချို့ကလည်းဘာဖြစ်ဖြစ်ကိုယ့်ရဲ့ကျင်နာမှုပဲဖြစ်ဖြစ်မေတ္တာတရားပဲဖြစ်ဖြစ်သူများတွေကိုမျှဝေပေးတတ်တဲ့သူလေးတွေဖြစ်တယ်။အဲ့လိုမျိုးပေးလာဖို့အတွက်ကိုလည်းဒီ follower လေးတွေကမွေးဖွားလာတာဖြစ်တယ်တဲ့။အဲ့တော့ကြတော့ပေါ့နော်ဒီ follower လေးတွေရဲ့အဓိကကြတဲ့ဒီဟိုပါပေါ့ life purpose ပေါ့နော်။ life purpose မှာဆိုရင် ကိုကစာရေးတာတို့ စာအဲ့လိုစာတွေဖတ်တာလေ့လာတာစာပြန်ရေးတာ sharing လုပ်တာအဲ့လိုပုံစံမျိုးလေးတွေပေါ့နော်အဲပြီးလို့ရှင်ဒီ spiritual နဲ့ပတ်သက်တဲ့အစာအုပ်တွေရောင်းတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေနဲ့ပတ်သက်တဲ့အရာတွေကဒီ follower လေးတွေရဲ့ life purpose နဲ့ဆက်ဆက်နေတတ်ပါတယ်တဲ့ဒီနောက်တစ်ခုကဒီရက်ပိုင်းအတော်အတွင်းထဲမှာ healing များများလုပ်ပါเนาะ healing များများလုပ်ပါတဘာဝနဲ့ထိတွေ့ပါအဲပြီးလို့ရှိရင်ကို ဘက်ကနေပြီးခြေတလန်းစားဖို့ကိုလည်းလုံးဝမတွေ့ဝေပါနဲ့ခြေအစ်စ်တွေစတင်ဖို့တွေအများကြီးရှိတယ်အခွင့်အလမ်းတွေအများကြီးရှိတယ်အဲ့အတွက်လည်း guidance တွေဖြစ်လာတဲ့အတွေးတွေမများပါနဲ့တဲ့နော်အတွေးတွေမများပါနဲ့ကိုကိုကိုယုံကြည်မှုရှိပါတဲ့နော်ပြီးတော့ဒီရက်ပိုင်းတော်တွင်ထဲမှာကိုရဲ့အိမ်မက်တွေရုပ်တရက်ကြားတဲ့အသံတွေကိုရဲ့အတွင်းထဲကဒီ inner voice ပေါ့နော်အဲ့ဒါတွေကိုသတိထားပြီးတော့ကြည့်ကြည့်ပေးပါတဲ့အဲ့ထဲကနေပြီးတော့ကိုအတွက်အဲတည်ရမယ့် သတင်းစကားတွေရလာနိုင်ပါလေတဲ့အဲ့တော့ဒီမှာပေါ့နော်ကိုကအဲ့လိုသူများတွေကိုဟိုကိုတိထားတတ်တဲ့အရာတွေကိုမျှဝေပေးတာမျိုးတွေကနေပြီးတော့လည်းအဲကို့အတွက်ဒီ spiritual မှာပို့ပြီးတော့ level တစ်ခုကိုပို့ပြီးတော့တက်သွားနိုင်ပါလေတဲ့အဲ့လိုမျိုးလည်းပြောရတယ်ပေါ့နော် နော်ဒီမှာပေါ့နော်ဒီကိုယ့်ရဲ့ spirit guide ပေါ့နော်အဲကိုယ့်ရဲ့ spirit guide တွေကလည်းကိုယ်နဲ့အတူတူရှိနေတယ်လို့ပြောတယ်နော်အဲ့တော့ကိုကအခုဒီရက်ပိုင်းအတော်တွေနဲ့မှာတတိထားကြည့်ပေါ့နော်ကိုယ့်အနီးအနားလေးမှာဥပမာကိုယ့်အနားလေးမှာတတိဆန်လေးတွေကကိုယ်အရင်ရင်းနှီးနေတာမျိုးအတချို့ကြတော့လေဘယ်လိုပြောလဲအာအလုပ်တို့ဘာလို့လဲပတ်သက်ပြီးတော့အခွင့်အလမ်းလေးတွေရလာတာမျိုး တချို့တော့ကြတော့ ဘယ်လိုလဲဆိုတော့ရုပ်တရက်ပေါ်လာတဲ့အတွေးကလေးတွေပေါ့နော်အဲ့လိုအတွေးလေးတွေထူးထူးဆန်းဆန်းအတွေးလေးတွေရလာတာမျိုးဒါမျိုးတွေဆိုရင်တော့ဒါ spirit တွေကကိုယ်နဲ့အတူတူရှိနေတာလို့ပြောလို့ရပါတယ်ပြီးတော့ဒီမှာလည်းပြောထားပါတော့เนาะသူတို့ကအတူတူရှိနေရှိနေပါတယ်တဲ့အဲ့တော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကမကြခင်မှာဖြစ်မြောက်လာနိုင်မယ်အခုဒီမှာလည်းအခွင့်အလမ်းအစ်စ်တွေရောက်လာနေခဲ့ပြီပေါ့เนาะအဲ့တော့မကြခင်မှာဒီထက် အကောင်းမွန်တဲ့အခြေအနေတစ်ခုကိုသွားနိုင်မှုအတွက်အခွင့်အလမ်းတွေကိုရလာဖို့ရှိပါတယ်တဲ့အဲ့တော့ဒီနေ့ reading လေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် Namaste ပါရှင်